မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာမြို့ပေါ်မှာရှိတဲ့ခမရ15တပ်ရင်းရဲ့စစ်စစ်ရိတ်ဂိတ်ကိုဝင်းရောက်တိုက်ခိုက်ခဲ့ရောစစ်သား3ဦးတိမ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ18ရက်နေ့ညနေ3:20မိနစ်ကမြင်းညာမြို့မှာရှိတဲ့တပ်မ69လက်အောက်ခံခမရ15ချင်းမြတ်တိုင်ရင်းမှာရှိတဲ့စစ်စစ်ရိတ်ဂိတ်ကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကပျောက်ကြားဆန်းနေတဲ့အနီးကဝင်းရောက်ပစ်ခတ်တိုက်ခိုက်ရောစစ်သား3ဦးတိမ်ဆုံပြီးတော့ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါရတယ်။မြင်းညာမြို့ခမရ15ဂိတ်ကိုဝင်းပစ်တာစစ်ခွေး3កောင်သေးတဲ့ အဓိကတိုက်တွန်းချင်တာကတော့ပြည်သူတွေအတင်းထားဖို့ပါပဲအချင်းတိုင်ရဲ့မျိုးပြတွေကိုဝန်နိုင်အောင်လို့စူးစမ်းသွားမှာပါအဲ့ဒါကြောင့်ပြည်သူတွေအနေနဲ့ကျမ်းမာရေးဆေးဝါးတွေကိုလည်းစောင့်နှားကြဖို့တိုက်တွန်းချင်ပါတယ်ပြီးရင်ဘလောက်ပဲစိတ်ဓာတ်ကြကြတော်လန်ရေးကိုလက်မလျှော့ကြပဲနဲ့နိုင်တဲ့ဘက်ကနေပြီးတော့ပူးပေါင်းပါဝင်ပေးကြပါလို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းကြံ Black Tiger MPD တပ်ဖွဲ့အညာ Federal Task Force AFTF နဲ့ ဝင်းပလီပြောက်ကြားအဖွဲ့တို့ကပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်းများအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ရင်နှန်းများကိုနှစ်ကြိမ်မိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား5ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ16ရက်နေ့မှာဗကန်ညောင်ဦးဘက်ကနေ6မြို့ဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့တန်ချက်ကာကနှစ်စီးနဲ့စစ်ကားနှစ်စီးပါရင်နှန်းကိုတော်လိုင်းတပ်ဖွဲ့များကဗကန်ညောင်ဦး6လမ်းပိုင်းမှာမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ် ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အဲ့ဒီနေ့ညနေပိုင်းမှာပကံညောင်ဦး6လမ်းပိုင်းမှာကင်းပယံထွက်လာတဲ့စစ်ကားများကိုလည်းတော်လိုက်တပ်ဖွဲ့များကထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးသွားတယ်လို့သိရပါဗျ။ ပကံညောင်ဦးကနေပြီးတော့6ဘက်ကိုသွားတဲ့လမ်းမိုက်မှာစစ်ခွေးရင်တန်းကိုပထမအချိန်မိုင်းဆွဲတက်ခိုက်တာစစ်ခွေးတစ်ကောင်သေးပါတယ်နောက်ပြီးတော့ကင်းပတ်ဖို့ထွက်လာတဲ့စစ်ခွေးတွေကိုလည်းထပ်မံမိုင်းဆွဲတက်ခိုက်တာစစ်ခွေး၄ကောင်ထပ်သေးတယ်လို့ပကံဘိုးချိုအဖွဲ့ကတာဝန်ခံရက်ခါကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့ KN အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်မှုနယ်မြေတပ်မဟာ9အတွင်းမှာရှိတဲ့ KNL စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောချော်နေရဲ့နေအိမ်အနီးကိုစစ်တပ်ကအသေးခံဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မတ်လ18ရက်နေ့မနက်3:00အချိန်မှာစစ်ကောင်စစ်တပ်ကလွှတ်တင်လိုက်တဲ့အသေးခံဒရုန်း3စီးဟာ KNU တပ်မဟာ9နယ်မြေအတွင်းမှာရှိတဲ့ KNL စေဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောချော်နီရဲ့နေအနီးကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။၎င်းပောက်ကွဲမှုကြောင့်လူထိခိုက်မှုတစုံတရာတော့မရှိဘူးလို့ပြောပါတယ်။ဒီနေ့မနက်3နာရီကျော်အချိန်မှာ drone ပုံသီးသုံးလုံးဇက်တိုက်ကျဲချတယ်။ပောက်ကွဲမှုကတော့မြေပါတုံနေလူထိခိုက်တော့မရှိပါဘူး။စေဦးစီးချုပ်စောချော်နီရဲ့နေအိမ်နားကိုကြောက်ရောက်ပောက်ကွဲပါတယ်။ရေစက်နားမှာဘုံတလုံးဘောလုံးဝင်းနားမှာဘုံတလုံးပောက်ကွဲတယ်။ KNU တပ်မဟာ9စစ်ရုံးချုပ်ထဲကိုဥတီပြီးတော့ drone တွေကိုလွှတ်တာပါ။ ပောက်ကွဲမှုကတော့အရင်ထက်ပိုပြီးတော့အင်အားတွေပြင်းလာတယ်လို့ KNU ရဲ့သတင်းရင်းမြစ်ကပြောပြထားပါဗျ။မက်စလာ14ရက်နေ့က KNU တပ်မဟာခွနဲ့ထိန်းချုပ်နယ်မြေပိုင်းချုပ်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ပူလူတူစခန်းကို KNL ဦးဆောင်တဲ့မဟာမိတ်တပ်များကသိမ်းပိုက်ပြီးတဲ့နောက်စစ်ကောင်စီတပ်များကအသေးခံ drone များနဲ့ KNU ဌာနချုပ်ဖြစ်တဲ့တပ်မဟာခွနဲ့ကိုဥတီပြီးတော့တိုက်ခိုက်လာခြင်းဖြစ်တယ်လို့ KNU သတင်းရင်းမြစ်ကတုံ့တက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မက်ခွေးတန်းဆလင်းမြို့နယ်မှာတံပြားကစစ်ကားတစီးကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားတအုပ်သေးဆုံးပြီးတော့စစ်တပ်ကကြီးရေလေးပူးပေါင်းကစစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ16ရက်နေ့မွန်းလွဲ2:15မိနစ်အချိန်မှာဆလင်းမြို့ကနေစင်ဖြူကျောမြို့ဘက်ကိုအင်အားဖြည့်တင်းရန်မောင်းနေလာတဲ့အကြမ်းဖက်စစ်ကောင်စီအင်အား20ခန့်ပါတဲ့တံပြားကကားတစီးကိုဗမာတပ်မတော်ဗမာအာမေရဲ့အမှတ်900ခွန်တိုက်ရင်ကကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားတအုပ်ဦးကောင်းမှာအကြီးစံထိမှန်တည်ဆုံသွားပြီးတအုပ်ကတော့လက်ကိုထိမှန်ဒဏ်ရာရရှိကာစစ်သားအများပြဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။အဲ့ဒီစစ်တပ်ရဲ့တံပြားကကားနဲ့အကြမ်းဖက်စစ်သားအင်အား20ခန့်ဟာစလင်းမျိုးကနေစင်ဖြူကျုံးမျိုးဘက်ကိုအင်အားဖြည့်တင်းရန်လာရောက်ချင်းဖြစ်တယ်လို့သိရပါတယ်။အခု2025ခုနှစ်မတ်လအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကစလင်းမျိုးနဲ့အတွင်းကိုအင်အားအများပြနဲ့စစ်ကြောင်းထုတ်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ကြောင်းထုတ်ရမှာတင်းကတန်ချက်ကကားများ MI-35 ရဟတ်ရင်နဲ့ရေကြောင်းမြေအတွင်းမှာတွာလာနေတဲ့စစ်သင်းမောင်းအခု ူညီများခြေချင်းစစ်ကြောင်းများပါပါဝင်နေတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းများကိုတော်လိုင်းအင်အားစုများကနေ့စဉ်ရက်ဆက်တိုက်ခိုက်ချေမှုန်းနေပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကအကြမ်းဆုံးတွေများနေတဲ့အတွက်ကြောင့်အင်အားများကိုထပ်မံဖြည့်တင်းနေခြင်းဖြစ်တယ်လို့ဗမာတပ်မတော်ဗမာအာမေကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မကြီးပင်ဒဲရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တက်ကဆက်တက်လေးထီးနဲ့ဘုံကျဲတိုက်ခတ်ရာအဆောက်အဦများပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မက်စလာ၁၈ရက်နေ့မနက်အစောပိုင်းမှာတောင်တာမြို့နယ်မကြီးပင်ဒဲရွာဖုန်ကြီးကျောင်းကိုမိတီလာ၄ရက်ကနေတက်လာတဲ့အကြမ်းဖက်၁၇ရက်စက်တပ်၄ထီနှစ်စီးကဘုံရှစ်လုံးကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်၁၇ရက်၄ကျောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲဖုန်ကြီးကျောင်းရဲ့အတွင်းထဲမှာရှိတဲ့အဆောက်အဦများနဲ့ပြည်သူပိုင်းနေအိမ်တလုံးတို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။စက်တပ်၄ထီနှစ်စီးနဲ့မကြီးပင်ဒဲကျဲရွာနဲ့အနီးတစ်ဝိုက်ကိုဘုံသီးရှစ်လုံးကျဲချတာနေအိမ်တလုံးနဲ့ဖုန်ကြီးကျောင်းပေါ်ကိုကျဲတာပြည်သူတွေထိခိုက်မှုတော့မရှိပါဘူးလို့တောင်တာမြို့နယ်လူလူလှုပ်ရှား မှုကော်မတီကတော်ဝရှိသူတို့ကပြောပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီဟာပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိနဲ့လေကြောင်းတိုက်ခိုက်မှုများနေ့စဉ်ပြုလုပ်နေတဲ့အတွက်ပြည်သူများအနေနဲ့လေရင်တန်းနဲ့စက်တပ်လေထီတန်းများကိုကြားပါကဘုံခိုချင်းအတွင်းထဲမှာသာခိုအောင်ကြပါရန်တောင်တာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ထိုင်းနိုင်ငံမှာနေထိုင်နေကြတဲ့မြန်မာနိုင်ငံသားများအနေနဲ့ဗီဇာနဲ့နေထိုင်ခွင့်တက်တန်းတိုးရန်တန်ယုံထောက်ခံစာကိုရယူလိုပါကမြန်မာနိုင်ငံကရက်ကွက်နဲ့ရဲစခန်းထောက်ခံစာကိုတင်ပြရမယ်လို့ချင်းမိုင်မှာရှိတဲ့စစ်ကောင်စီကောင်စစ်ဝင်ရုံးကဒီကနေ့မှကြေညာလိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံချင်းမိုင်မြို့မှာဗီဇာနဲ့နေထိုင်ခွင့်တက်တန်းတိုးကြမယ်မြန်မာများအနေနဲ့မိမိတို့နေထိုင်ရာမြန်မာနိုင်ငံကရက်ကွက်နဲ့ရဲစခန်းထောက်ခံစာမိတူကိုရယူဝမ်းမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်ဒါအပြင် ထိုင်းနိုင်ငံမှာလက်ရှိနေထိုင်နေတဲ့လိပ်စာဖော်ပြထားတဲ့ TM30 မူရင်းပါမသာလျင်တန်ယုံထောက်ခံချက်ကိုထုတ်ပေးမှဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်စီတန်ယုံရဲ့ထောက်ခံစာနဲ့စာရစာတမ်းများမှန်ကန်ကြောင်းတပ်တွေကလက်မှတ်ယူခြင်း notary ပြုလုပ်လိုပါက notary ပြုလုပ်ခြင်းနဲ့စာရစာတမ်းများမှာမြန်မာနဲ့ထိုင်းတို့မှာရှိတဲ့သက်ဆိုင်ရာနိုင်ငံခြားရေးဝန်ကြီးဌာနများကစာရစာတမ်းများမှန်ကန်ကြောင်းလက်မှတ်ရေးထိုးခွင့်ရှိသူရဲ့အရာရှိရဲ့လက်မှတ်နဲ့ တစိမ့်တုံးများပြည့်စုံသွားပါရှိရမှာဖြစ်ပြီးတော့ notary ပြုလုပ်လို့တဲ့စာရွက်စာတမ်းများဟာလည်းလက်မှတ်ရေးထိုးတဲ့နေ့ကစပြီးတော့6လတက်တန်းအတွင်းမှာသာအကျုံးဝင်ပြီးတော့လှုပ်ဆောင်ပေးမှာဖြစ်တယ်လို့သိရပါဗျ။ချင်းမိုင်မှာရှိတဲ့စစ်ကောင်စီကောင်စစ်ဝင်ချုပ်ယုံအနေနဲ့ ခရီးသွားဗီဇာနဲ့ဗီဇာတက်တန်းတိုးထောက်ခံစာကလွဲပြီးတော့ကျန်တဲ့ထောက်ခံစာများကိုလုံဆောင်ပေးမှာမဟုတ်ဘူးလို့ဆက်လက်ကြေညာထားပါတယ်။ဘန်ကောက်မှာကတော့ထိုင်းဘက်ကလက်ခံနေဆိုရင်ဗန်ဖွင့်တာတို့ကားလိုင်စင်အတွက်တို့ထောက်ခံစာပေးတယ်ဗျ။ကျန်တဲ့ notary ကိစ္စဘာညာကတော့အတူတူပဲ။ဒါပေမဲ့မိတူဘာညာဆိုရင်လဲဘန်ကောက်ဆိုရင်အဖြူမဲလဲရတယ်။ တတ်တန်းတို့ရင်လဲရက်ွက်တဲ့ရဲထောက်ခန်းစားတွေမလိုပါဘူးလို့ဗန်ကောက်မှာရှိတဲ့မြန်မာတန်ယုံနဲ့နှိစသူတို့ကပြန်လည်ပြောပြထားပါတယ်အချမ်းဘတ်စစ်တပ်လက်အောက်ခံချင်းမိုင်စစ်ကောင်စီဝင်ချုပ်ရုံမှာ notary နဲ့တန်ယုံရဲ့ထောက်ခန်းစားအမျိုးမျိုးကိုရှောက်ထားရမှာထိုင်းနိုင်ငံမှာရေရှည်နေထိုင်ခွင့်ရထားတဲ့မြန်မာနိုင်ငံသားများကိုသာရှောက်ထားခွင့်ပြုတယ်လို့သိရပါတယ် notary အတွက်ဘာသာပြန်စာရွက်မူရင်းအပြင်ကျန်တဲ့စာရွက်စာတမ်းများအလုံးအတွက်မိတ္တူများကိုပါရောင်းဆောင်စည်းသားတွေနဲ့တင်ပြရန်ကြေညာထားပါတယ် ချင်းပိုင်ကောင်စစ်ဝင်ရုံးကတာမန်တန်ယုံထောက်ခံစားများအတွက်ကြာချိန်၃ရက်တတ်မှတ်ထားပြီးတော့ notary လက်မှတ်အတွက်တော့၁၄ရက်အထိကြာနိုင်တယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီကန့်သတ်ချက်များကိုတလားကို၁၉ရက်နေ့ကနေစတင်လှုပ်ဆောင်သွားမှာဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်လက်အောက်ခံချင်းပိုင်မှာရှိတဲ့မြန်မာကောင်စစ်ဝင်ရုံးကထုတ်ပြန်ကြေညာထားပါတယ်။စစ်ကောင်စီကပို့ပြီးတော့တင်းကျပ်လာနေတဲ့နိုင်ငံသားမှနေထိုင်ခွင့်နဲ့ visa တက်တန်းတိုးဖို့ရန်ကုန်မှာရှိတဲ့ရက်ကွက်နဲ့ရဲစခန်းထောက်ခံစားယူရမယ်ဆိုတာကတော့ နီလန်းကိုလုံးဝကိုမကြပါဘူးစီဒီအမ်ဝန်ထမ်းနဲ့နိုင်ငံရေးလှုပ်ရှားသူတွေဆိုရင်ဘလို့လုံပြီးတော့ရက်ွက်နဲ့ရဲစခန်းထောက်ခါစားယူလို့ရမလဲတမင်ကိုရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေတဲ့သဘောဖြစ်နေတယ်လို့ဘန်ကောက်မှာနေထိုင်တဲ့ CDM အရာရှိတအုပ်ကသုံးသပ်ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနေစိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ